အာတုပချဖို့အတွက်မသာခေါင်းကိုအိမ်ပေါ်ကနေပြီးအင်းအောက်ကလူကိုပေးနေတဲ့အချိန်မှာပဲရေဖာတယ်ရေဖာတယ်လို့ပြောလို့အခေါင်းကိုလှန့်ကြည့်လိုက်တဲ့အခါမှာအသက်ရှင်းလာတဲ့ဖို့ထုအန်တီကြီးဘာလို့ပြောနေလဲဆိုတာကိုကျွန်တော်တို့နားထောင်ကြည့်လိုက်အောင်ဗျအာမင်္ဂလာပါအာဟိုတိတ်ရလားဗမာလားတိတ်ရလားအမုန်းနာမည်ဘယ်လိုခေါ်လဲနာမည်ဒေါ်ဝင်းလို့ခေါ်တယ်ဒေါ်ဝင်းနာအခုဆုံးသွားတာဘာလို့လဲမပါတော့လားမသိဘူးတူး သူလေသူကဘလို့ဘလို့ဆုံးသွားတယ်လို့ဘလို့ဘာယောဂဖြစ်လဲဘာယောဂမှာအောက်ဆီဂျင်ပြတ်တယ်အဲ့လိုလားအောက်ဆီဂျင်ပြတ်တာလည်းမဟုတ်သူပြောတာဗထမတော့ကတော့ဘာယောဂရဲ့လို့ကိုယ်လည်းမသိဘူးဆေးရုံမှာပေါ့အဲ့လိုဆေးရုံမှာဗထမတော့ကတောင်းဆီကန်းကိုပြတယ်ပြတဲ့ခါကျတော့မရလို့ဆေးရုံကြီးပြန်ပို့တယ်ဟုတ်ကဲ့ပြန်ပို့တဲ့ခါကျတော့သူပြောဟိုရောက်တော့သူပြောအချိန်နေမကောင်းဘူးအချိန်နေမကောင်းတဲ့ခါကျတော့ဟုတ်ကဲ့သူတို့ပြောတာဒီနောက်ဆုံးတမှသူတို့ပြောတာပါလေငှက်ပြားပြွက်ဟုတ်ကဲ့ ငါပြသူချက်ပြောပြီးတော့သူပြောတယ်ဟိုနေသွေးလုံတောက်ကိုသွေးလုံတောက်ကိုဟုတ်ပြီအဲ့ဒါပြောပြီးလို့ကြည့်သူတို့ပြောတယ်မရတော့ဘူးမရတော့ဘူးဟုတ်ပြီမရတော့အဲ့ဒါကိုဖူးကိုလည်းပါတယ်ဘာကိုဖူးကိုလည်းပြောလိုက်တယ်သူ့အဖေကလည်းပြောလိုက်တယ်ကိုသွားမေးလို့လည်းဒီလိုပဲသူပြောတယ်ပြောတဲ့ခါကျတော့ပြောတယ်ဒီနောက်ဆုံးအခါနောက်ဆုံးအခါသွားမေးတဲ့ခါကျတော့သူပြောကိုမေးတာပေါ့နော်အခြေအနေဘယ်လိုရှိတယ်အကြောက်ရအောင်မလားမရတော့ဘူးလားအသက်ကသူပြောတယ်မရတော့ဘူးလေဒီအောက်ဆီဂျင်ထုတ်လို့ရှိရင် ဒီအဆင်ကျင်ထုတ်လို့ရှိရင်အသက်မရှိတော့ဘူး။ဟောဒါထုတ်လိုက်ရင်တေးမယ်အဲ့လိုပြောင်းပြောတယ်။အေးအဲ့ဒါဆိုလို့ရှိရင်တေးမယ်ဆိုလို့ရှိရင်ဒီကလေးကိုထုတ်ပုံနေထုတ်လိုက်တော့ပေါ့။ထုတ်လိုက်တော့ပေါ့မခွထုတ်လမှန်းလေ။အဲမခွထုတ်လမှန်းဆိုတာသူပြောတယ်ထုတ်လိုက်ပေါ့ထုတ်ပြီးလို့ရှိရင်ဒီမှာအခက်မဲ့ရမလား။ရတယ်သူပြောအဲ့ဒါဆိုလို့ရှိရင်၃ရက်ဆောင်၁၀ရက်နေ့အင်္ဂါနေ့ကြလို့ရှိရင်လာထုတ်ပြီးတော့ဟိုရွာမှာပြန်ပြီးတော့မီးရှို့မယ်။ဟုတ်ပြီဟုတ်ပြီ။အင်းအဲ့လိုမျိုး okay သူပြောတယ်ရတယ်။အခုကဆုံးပြီဆိုပြီးသူကပြောလိုက်တော့ပေါ့။ ဆုံးမတော်တယ်မပြောသူပြောတယ်မရတော့ဘူးသူကပြောတာမရတော့အဲ့အဲ့ဘူးဒီကတက်တက်ထဲလိုက်ပြီလားမထည့်ဘူးနော်အဲ့ဒါတည်ယူလာတယ်တည်ယူဆိုတာကိုကကိုကပြောတာအဲ့ဒါအောက်ဆီဂျင်ဖြောက်ပြီးလို့ရှိရင်အေးတိုက်တဲ့ကိုထည့်ပေးပါအင်း၃ရက်နေပြည့်လို့၃ရက်ပြည့်လို့ရှိရင်လာယူပြီးတော့ဒီမှာမိလာစုမယ်ကိုကအဲ့လိုပြောခဲ့ကိုကလည်းဘာမှပြောသူလည်းကိုကိုလက်မမရကိုလည်းလက်မထမထိုးကိုလည်းပြန်လာလိုက်တာဗောပြန်လာတော့ပြန်စင်စင်လာဗောလက်မကပြန်စင်လာတယ် မတိကိုပြန်သူတို့အဆီဂျင်မပြောက်လို့ပြမှာဗောတပိပိနဲ့ပဲသွေးပဲပြန်လာလို့သွေးနဲ့လေနဲ့ညှိပြီးတော့ပြန်လာအသက်ပြန်ဝင်တာကိုလည်းမသိအတူတူကမသူမတိမတိဂျင်သေးလို့ပဲပြန်ဝင်လာတာဗောအဲ့ဒါဒီနေ့သွားတဲ့ခါကျတော့လူတွေသွားထုတ်မယ်ဗောအင်းသွားတော့ကိုဖက်ကားပါကိုကခေါ်ပါတယ်ခေါ်ပါတဲ့ခါကျတော့ကိုမှာပါတီတော့နိုင်ကြောက်လာမယ်မရှိဘူးဟင် မရှိအတော့အသေးတိုင်းမှလည်းမရှိဘူးအသေးတိုင်းမှနာမည်မရှိဘူးလေဟုတ်ဘူးနိုင်ပြနာမည်မရှိဘူးတော့သူပြောတယ်ဟဲ့ပြောထားတယ်လေဒီမှာဒီအေးတိုက်တဲမှာလာထားဘူးပေါ့နော်ကိုပြောထားတယ်ပြောထားတဲ့ခါကျတော့သူပြောတာနာမည်မရှိအတော့တစ်ချက်သွားကြည့်တယ်သူပြောတယ်ဟုတ်တော့ကြည့်တော့သွားကြည့်တာပေါ့မေးကြည့်တဲ့ခါကျတော့ပြောတယ်နိုင်ပြဘလို့ဖြစ်လဲအသေးတိုင်းမှအ အအခံလိုက်တာဘာလို့အတေးတိုင်းမှာမရှိတာလဲကိုမီးတဲ့ခါကျတော့မသိဘူးတဲ့6ထမှာတဲ့ဟုတ်ဆောက်တော့မဆိုခုလဲဘလို့ပြောမယ်ကွယ်နရွေးတွေကြီးကောင်းတွေကြီးရင်လည်းမဒင်း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 ဖြစ်ပြီးတော့ညင်ညင်မြက်ခွဲတွေကြဗမာကန်တရားဟောအပေါ်တက်ပြီးတော့သွားမိတာအဟုတ်ပဲအဖျောက်ကြီးအော်ဒီအကူနဲ့သွားတာလားဒီအကူနဲ့မနေ့မနေ့မနေ့ကဒီအကူနဲ့သွားတာမဟုတ်ဘူးဆရာပူသားနဲ့သွားတာဟုတ်ဆရာပူသားနဲ့ဆရာပူသားနဲ့သွားတာအဲ့ဒါနေ့ရောက်တာအပေါ်ညချင်းနေပြီလို့ရှိလဲမသိ

ဖုန်းကြီးလဲပြီးပြီပြီပြီကိုကအဲ့ဒီမူလင်ဖြီးကားကိုကဘာပေါ်ပြီးတော့အလောင်းပါထဲမယ်ဗောထဲပြီးဒီမှာမိလာရှုံးမယ်အလှအတန်းနေလဲလောက်ပြီးွားပြီးကိုဖုန်းတော်သေးတာမဖုန်းရဖုန်းကိုနေတရားကမရောက်ဘူးလေရောက်တော့ပဲကားပေါ်တက်နေပြီကားပေါ်တက်နေဘုန်းကြီးကတင်ချန်ကုန်းသွားတဲ့အချိန်မှာလူနာအသက်ရှင်နေပြီအဲ့လိုပြင်းတယ်ဟုတ်ပါသေးဘူးတရားတော့နာပြီးွားပြီးတရားတော့နာပြီးွားပြီးအလောင်းပွားယူမယ်ဆိုပြီးတော့ ဒီမဖုံးရတရားဟောတော့ဟမ်တရားဟောနေကိုကထွက်သွားတယ်ရဟောပြီးမှာပုံရိုးကအပီးဆိုပြီးတော့အိမ်မှာတရားနာတယ်။အဲဘလုံးအဲလိုတာပေါ့။အဲဘော။ဟောတာတော့မင်း။ဘာသာလဲဘာသာလဲ။အဲ့ရှင်ဘလုံးမဆက်လဲကျွန်တော်တက်ပုံရိုက်ပြီ။ဟောဘာသာလဲ။အဲ့ရှင်ကမသိပါဘူး။အပြောင်းအယိုးโอเคโอเคအဲ့ဆိုလဲအဲ့တရင်လေးကြားလို့လွန်မိတာပါ။ဘာမှမဟုတ်ကျွန်တော်ကဒီမဆောက်မဆက်တရင်လာ။ကိုလည်းဝင်လာတာပေါ့နော်။ခုတူလေးအသက်ပြန်ရတယ်ဆိုတော့ကိုလည်းဝင်ခုလိုဖြစ်တာတွေကလည်းဆန်းနေတာ။လူတွေရဲ့ကံတရားပေါ့လေ။တေကံမရောက်တက်မပြောက်လို့ပြောရမှာပေါ့။ ကျွန်တော်တို့အမျိုးထဲမှာလည်းရှိတယ်ကြ။သူ့နာမည်ကစောထွေးတဲ့ဒါပေမဲ့အခုတော့ဖိုးထုလို့ခေါ်ကြတာ။သူ့အဖြစ်ပြက်ကဘယ်လိုလဲဆိုတော့သူကတေးသွားတာ။ပေးတဲ့အချိန်မှာဒီတက်ပြောက်ဆွန်းလဲတွတ်ပြီးပြီ။မနေ့ကတေးတာဒီနေ့တညအိပ်ပြီးပြီ။ဒီနေ့လည်း၃နာရီလောက်ကြာတော့အတုပါချတော့မှာပေါ့ဗျာ။အတုပါချတော့မှာဆိုတော့တုတ်တန်ဇေယကူလည်းဒီကြောပွဲတွေကသွားပြီးပြီ။အတုပါကမထမ်းရှုမဲ့ဆရာတော်တွေကလည်းတုတ်တန်ကိုကြွပြီးပြီ။အဲ့ဒီခါကျတော့အတုပါကိုချမယ်ဆိုမှအိမ်ပေါ်မှာ မအခောက်နဲ့ကိုထဲ့တဲ့အချိန်ကျလေဆွေမျိုးတွေကဝိုင်းပြီးတအားငိုကြယုံယုံမရကြီးဖြစ်နေတဲ့အချိန်ပြီးတော့အတုပကိုဒီကမထမ်းကောင်ကိုအတုပခေါင်းထဲထည့်လိုက်တယ်ထည့်ပြီးတော့ဒီအပေါ်ကနေပြရကြမှာအဖုံးအုပ်လိုက်ပြီအုပ်ပြရကြမှာကဲ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 အောက်ကယူတဲ့ကောင်ကယူယူဆိုပြရကြမှာဒါခေါင်းကြီးကိုမဝိုင်းမှပြလိုက်တဲ့အချိန်မှာထုံးစံအတိုင်းရေတွေဘွားဆိုတာကမထမ်းကောင်ထားတဲ့နေရာကိုလောက်ပြီးပြီဆိုတော့အဲ့ဒီအတုပခေါင်းကြီးကိုအပေါ်ကလူကြဝိုင်းမှအင်္ဂါလည်းမြည့်နေကြ င်ရလဲမြင်တဲ့အခါကျတော့မင်းတို့ကအောက်ကယူခေယူခေဆိုပြကြမှာအပေါ်ကနေအတုကခေါင်းကြီးကိုဟိုဘက်ဒီဘက်300လောက်စီနေပြကြမှာအပေါ်ကနေ600လောက်ကထိုးချပြီအဲ့ဒီမှာအောက်က600လောက်ကပေးပေးဆိုမှာအောက်ကနေအဲ့လိုထိန်းယူရတာပေါ့ဗျာယူတဲ့အချိန်မှာအပေါ်ကလည်းအပေးအောက်ကလည်းအယူမလွတ်သေးဘူးအပေါ်ကလည်းအောက်ကလည်းလုံးလုံးလက်မခံသေးဘူးအဲ့ဒီအချိန်မှာပဲခေါင်းထဲကနေပြကြမှာရေးစားတယ်ရေးစားတယ်လို့ဩတော့နားနဲ့လူတွေကလန့်ကုန်တာဒါပေမဲ့ဟို မိခင်ကြီးဆိုတော့လည်းအာအတုပကိုဆွတ်အခေါင်းကြီးကိုမြေပြင်ချထဲတာချပြီးတော့အတုပအခေါင်းကြီးကိုလှိုက်ကြည့်လိုက်တော့အဲ့ဒီမှာရေစားတယ်ရေစားတယ်ဆိုတော့လှိုက်ကြည့်လိုက်တဲ့ခါကျတော့မသိဘူးကြာအထက်ကနေစောထွေးရဟာလူတွေကလည်းဟာတချို့ကလည်းဖုတ်ဝင်လာလားပေါ့ဗမာတွေရဲ့ယူကြောင်ကြောင်အယူဆအတိုင်းပေါ့ဗျာတေးပြီးသားကြီးတေးပြီးသားကြီးနဲ့အမင်္ဂလာဖြစ်တယ်ဖြစ်တယ်နဲ့တချို့ကလည်းယူကြောင်ကြောင်အယူဆတွေကလည်းရှိသေးတာဟုတ်အဲ့ဒီခါကျတော့နောက်ပိုင်းကလေးကမတည်ဘူးဆိုပါစို့ဗျာ အဲ့ဒါနေပြရကြမှာသူ့နာမည်စောထွေးပြောက်ပြရကြမှာဖို့ထူဖို့ထူနဲ့ပြောတယ်တွေ့ကြည့်လိုက်တော့ဗျာမနေ့ကတည်တယ်တညာလဲအိပ်ပြီးဒီနေ့နေ့လဲ၃နာရီလောက်ကြမှာအစုကချကန်နေမတာခေါင်းအိမ်ကောနဲ့အိမ်အောက်ကူးတဲ့အချိန်ကြမှာပြားရှင်လာတာဆိုဒီလိုထူးဆန်းတာတွေလည်းရှိတယ်ဗျာကဲဗျာဒီဘလော်လေးရတော့ဘာရမို့ပေါ့လောကကြီးမှာအေကံမရောက်တက်မပြောက်ဆိုတဲ့အတိုင်းထူးဆန်းထွေလာအကြောင်းအရာတွေအများကြီးရှိတဲ့အကြောင်းမျိုးကျွန်တော်ကြုံဘူးတာလေးနဲ့ ဒီအန်တီဂျီရဲ့ကိုရစ်ရန်ဖွင့်နေတာလေးနဲ့ဘလော့တစ်ခုအနေနဲ့ကျွန်တော်အမျှဝေပေးတာပဲဖြစ်ပါတယ်ခင်ဗျ။